TT2 storyline ကနေကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ TT2 ပြောပြပေးမယ့် ပုံမြင်လေးကတော့တာဆန်လေးနဲ့တော်ရဲကဒလိဆန်လေးတွေရဲ့ချစ်ခင်ကျင်နာပွဲကောင်းတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးမယ့်ပုံမြင်လေးပဲဖြစ်ပါတယ်နော်ကဲကလေးလေးတို့ရေ TT2 ပြောပြပေးမယ့်ပုံမြင်လေးကိုနားထောင်ကြည့်ကြရအောင်နော်ဟိုးရှိရှိတော့က ိမ့်ဆိုပြီးလှပတဲ့တောနဲ့ကြီးထဲမှာตาซันလို့ခေါ်တဲ့လူသားကောင်လေးတယောက်နေထိုင်ခဲ့ဘူးတဲ့ตาซันလေးဟာ လူသားတွေနဲ့မနေပဲလူဝင်မိသားစုရဲ့ဝေးစားခြင်းကိုခံခဲ့ရတဲ့သူ့မှာမိခင်လို့စိတ်ခင်ကျင်နာတက်တဲ့ကာလာဆိုတဲ့လူဝင်မာကြီးရှိခဲ့တဲ့ตาซันလေးဟာ လူဝင်နေတဲ့အတူ တစ်ပင်တွေပေါ်မှာကျွဲလဲခိုလိုက် အကိုင်းခတ်တွေကိုကျွမ်းကျင်စွာဖြတ်တန်းလိုက်နဲ့ဘဝကိုပျော်ရွှင်စွာနေထိုင်ခဲ့တာပေါ့သူ့ပတ်ဝန်းကျင်မှာတော့ညဝင်လေးတွေစင်ကြီးတွေစက်တိကလေးတွေအများကြီးရှိတယ်ကွတာဆန်လေးဟာတော်တွေကတလိမ့်ဆန်တိုင်းကို သူ့ရဲ့မိသားစုလိုသဘောထားတယ် ဘာဖြစ်လို့လဲဆိုတော့ပလိဆန်လေးတွေကသူ့ကိုဘယ်တော့မှခွဲရှားပြီးမဆက်ဆံကြဘူးလေဒီနေ့လုံးသူတို့နဲ့အတူစော့ကစားလိုက်အတူတူသွားလိုက်လာလိုက်နဲ့နေထိုင်စားတောက်ခဲ့ကြတယ်ဒီနေ့မှာတော့တာဇန်လေးဟာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းဖြစ်တဲ့ရှီတာဆိုတဲ့မြောက်ကလေးနဲ့အတူတတိရှာဖို့ထွက်လာခဲ့ကြတယ်။ ရှိတာလေးဟာတိတ်ပင်အမြင့်ကြီးပေါ်တက်နေတော့ရှော့ကြပြီးတိတ်ခိုင်းအောက်ကိုပြုတ်ကျသွားရောဝုန်းဆိုတဲ့အတန်ကြီးနဲ့တူရှိတာလေးကနာကျင်ပြီးမလုံနိုင်တော့ဘူးတာဆန်လေးဟာအမြန်ဆုံးပြေးသွားပြီးရှိတာလေးကိုချိလိုက်တယ်။ဟုတ်ရှိတာမင်းပါဖြစ်သွားတာလေရှိတာလေးဟာသူ့ရဲ့ချက်တော့လေးနာကျင်နေတာကို ခံစားနေရရှာတယ်။တာဆန်လေးကဘာလို့ရမှန်းမသိပဲစိုးရိမ်တကြီးဖြစ်သွားခဲ့တယ်။ဒါပေမဲ့သူတတိရှိရမယ်ဆိုတာကိုသိနေခဲ့တယ်။တာဆန်လေးဟာချက်ချင်းပဲအပင်တွေရဲ့အရွက်နဲ့အခောက်တွေကိုလိုက်ပြီးစုဆောင်းလိုက်တယ်။ သူ့ရဲ့လူဝမိခင်ကာလာလှုပ်ပေးခဲ့မှုတဲ့အတိုင်းသဘာဝဆေးဘက်ဝင်အရွက်တွေကိုခြေထောက်ပေါ်မှာထုတ်လိမ့်ပေးလိုက်တယ်။ပြီးတော့တင်းရွက်ကြီးတင်းရွက်နဲ့ခြေထောက်လေးကိုမြင်သာစွာစီးနှောင်ပေးလိုက်တယ်။ကိုယ်နဲ့နော်ရှိတာငါမင်းကိုအမြဲဆုံးတတ်တာအောင်လုပ်ပေးမယ်နော် နေမကောင်းတဲ့တလိမ့်ဆန်လေးကိုဘလို့ခယူးဆိုက်ရမယ်ဆိုတာတာဆန်လေးကကောင်းကောင်းသိနေတယ်။သူဟာရှိတာလေးကိုတကိုယ်လုံးဖွင့်ဖက်ပြီးမွေးထွေးတဲ့တစ်ကောင်းတစ်ခုရဲ့ကိုခေါ်သွားခဲ့တယ်။ညာလုံးပေါ့ရှိတာလေးအနာမှာရှိတာလေးနားဖို့အတွက်ရှင်းရှင်းမြတ်တာတွေနဲ့ကူညီဆောက်ရှောက်ပေးခဲ့တယ်။နောက်တစ်နေ့မနက်ရောက်တော့ ရှိတာလေးဟာနာကျင်မှုကြောင့်မထနိုင်သေးဘူး။တာဆန်လေးဟာစားစရာလေးရှာရမယ်။ရှိတာကိုလည်းဂယူဆိုင်ရမယ်ဆိုတော့အခက်တွေ့လာခဲ့တယ်။အဲဒီအချိန်မှာပဲတော်တဲ့ကဆင်းအုပ်ကြီးကရေတောက်ဖို့ဆင်းလာတာကိုတွေ့လိုက်ရတယ်။ဆင်းနေရဲ့ခေါင်းမှာဆင်းမင်းကြီးကတာဆန်ရဲ့မိတ်ဆွေဖြစ်တယ်။ ။ဒါဆန်ဟာစင်မင်းကြီးစီပြေးသွားပြီးအခုအရင်တောင်းခံလိုက်တယ်။စင်မင်းကြီးနဲ့တခြားစင်တွေဟာဒါဆန်ရဲ့စကားကိုနားလည်ကြတယ်။ရှီတာလေးကိုမြင်တဲ့အခါစင်မင်းကြီးဟာသူ့ရဲ့နှာမောင်းကြီးနဲ့ငြင်းငြင်းတန်တာထိလိုက်ပြီးစိတ်မပူဖို့အချက်ပြလိုက်တယ်။ ပြီးတော့တခြားစင်ငယ်တွေကိုတတိဝလန်နေရှာခိုင်းပြီးတာဆန်လေးကိုကူညီပေးခဲ့တယ်။တလိမ့်ဆန်ရှင်ရှင်ကူညီဆောက်ရှောက်ကြပုံဟာတကယ်ကိုမှချီးနူးစရာကောင်းနေ။ရတတပက်အနေငယ်ကြလာတော့တာဆန်လေးရဲ့ဂယုဆိုင်မှုတွေစင်ကြီးတွေရဲ့အကွယ်ညီနဲ့ရှီတာလေးဟာပြန်လေကျမ်းမာလာခဲ့တယ်။ရှီတာလေးက ချစ်တော်လေးကိုတီတီချာချာနင်းနိုင်လာပြီးပျော်ချွင်စွာခုံပေါင်းနေတော့တာပေါ့ဂျေဆုဘာပဲတာဆန်လေးကြီးမိမနားရဲ့ရှစ်ဆုံးတငယ်ချင်းပါပဲတာဆန်လေးဟာစီတာလေးပျော်နေတာကိုမြင်ပြီးပို့ပြီးပျော်ရွှင်ခဲ့ရတယ်တာဆန်လေးဟာတိရစ္ဆာန်လေးတွေကို ချစ်ခင်ကျင်နာတတ်တယ်။အဲဒါကြောင့်မလို့တောနဲ့ကြီးတစ်ခုလုံးလေးကတလိမ့်ဆန်လေးတွေအားလုံးကသူ့ကိုချစ်ကြပြီးကူညီကြတာပေါ့။လေးဆန်လေးတွေကသာဆန်လေးကိုသူတို့မိသားစုဝင်အဖြစ်အတိအမှတ်ပြုထားကြတယ်။အဲ့အားကြောင့်မလို့သာဆန်လေးဟာတောနဲ့ကြီးထဲမှာတယောက်တည်း ထင်ကြမနေဘူးပေါ့။သူ့ရဲ့ဘဝတစ်လျှောက်လုံးကိုကောင်းမွန်တဲ့အဖော်တွေအများကြီးနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်တန်းသွားပါတော့တယ်ကွယ်။ဟေးပုံမြင်လေးကတော့ဒါပါပဲကွယ်။တာဆန်လေးပုံမြင်လေးဟာဆိုရင်ဖြင့်ချစ်ချင်းမိတာနဲ့ကျင်နာမှုဟာဘာသာစကားပုံမှန်တံတန်กว่าရှားပေမဲ့အားလုံးကိုပျော်ရွှင်ပြီး စီးလုံးစီတယ်ဆိုတာကိုပေါ်ပြပေးထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်နော်။ကဲကလေးလေးတို့လည်းချစ်စရာကောင်းတဲ့တာဆန်လေးလိုပဲ ကလေးလေးတို့ပတ်ဝန်းကျင်ကပလိဆန်လေးတွေကိုချစ်ခင်ကျင်နာချဖို့မိပါနဲ့နော်ဒီတီတူပြောပြပေးခဲ့တဲ့ပုံမြင်လေးကိုသဘောကျတယ်ဆိုရင်တီတီတူ story land channel လေးကို like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်ကဲကလေးလေးတို့ရေအားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရေအားလုံးပဲတက်တာပါ